ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့နယ်နောင်လီကျေးရွာအုပ်စုနယ်ဖက်ခွန်ကျေးရွာအုပ်စုရှိကျေးရွာ600ရာလျှက်စီလင်းပွဲကိုအခုလ18ရက်နေ့ကငုံမှုကျေးရွာမှာကျင်းပခဲ့ကြောင်းသိရပါတယ်။ရှမ်းပြည်နယ်အတွင်းမြို့ပေါင်း89မြို့ရှိတဲ့အနက်66မြို့နဲ့ကျေးရွာပေါင်း13,983မြို့ရှိတဲ့အနက်2,880ကျေးရွာအားနိုင်ငံတော်တရားစနစ်မှာလျှက်စစ်တအားပြန်ပြူပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်းအမျိုးသားလျှက်စစ်တအားရရှိရေးစီမံကိန်းဖြင့်ကျေးရွာပေါင်း9683ရွာအားဆောင်ရွက်ပေးရမှာရှမ်းပြည်နယ်တောင်ပိုင်းအနေဖြင့်463ရွာရရှိခဲ့ပြီးအခုဖွင့်လှစ်ပေးခဲ့တဲ့ကျေးရွာများဖြစ်တဲ့ကံလောင်၊ထီကွမ်းထီရော၊ငုံမူ၊ထီချုံ၊ဖက်ကွန်နဲ့ပုတ်ပြားစားတဲ့ကျေးရွာ6ရွာပါဝင်ခြင်းဖြစ်ပါတယ်။ အဆိုပါအမျိုးသားလျှက်စစ်တအားရရှိရေးစီမံကိန်းမှာ 17kb တအားလိုက်9.3တမ3.2မိုင်17မြင်းဆောင်3.4 kb transformer 100 kba 2လုံး17မြင်းဆောင်3.4 kb transformer 50 kba 4လုံးတို့ကို တိစောက်ပေးခဲ့ပြီးရှမ်းပြည်နယ်ဆိုရရန်ပုံပြင်17 kb တအားလိုင်း1.5မိုင်17.3 3.4 kba transformer 100 kba 2လုံးနဲ့400ဗိုလ်တအားလိုင်း8.5မိုင်တို့ကိုတိစောက်ပေးခဲ့ ခြင်းဖြစ်ပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းအတွင်း2021 2022ဘဏ္ဍာနှစ်မှ2024 2025ဘဏ္ဍာနှစ်အထိကျင်းရပေါင်း283ရာလျှက်စစ်တအားရရှိအတွက်ငွေကျပ်62.63ဘီလီယံကြာခံဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါတယ်ရှင်။